မဲလာပါဗျာဒီဗီဒီယိုမှာတော့ခက်ခက်မှမပါတဲ့ 4.5 ratio ကိုကျွန်တော်ကတ်ကတ်မှာဘလို့ပုံစံမျိုးအတရမယ်ဆိုတာကိုသင်ရှင်းရှင်းပြပေးပါမယ်။ဒီမှာမေးစရာတစ်ခုရှိတာကဘာဖြစ်လို့4.5 ratio ကိုအတရလဲပေါ့နော်။ကျွန်တော်တို့4.5ဆိုတဲ့ဒီ4.5 ratio ကကျွန်တော် Facebook video တွေအတွက် attend to sound ratio ဖြစ်ပါတယ်။ဘာကြောင့် attend to sound ဖြစ်ရတာလဲ။ဘာကြောင့်အရေးပါလဲဆိုတာကိုကျွန်တော်နောက်ထပ် video တွေမှာတရားလေးရှင်းပြပေးပါမယ်။ဆိုတော့ကျွန်တော်ဒီ video ကိုကျွန်တော်4.5 ratio လိုချင်နေဆိုရင်ကျွန်တော်တို့ဒီဖက်ဘေးကနေပေါ့နော်ကျွန်တော်ဒီ aspect ratio မှာကျွန်တော်တို့ရှာကြည့်မယ်ဆိုရင်4.5 ratio ကဒီမှာပါပါဘူးပေါ့ เนาะဒီမှာဒီ name bank 61 bank ဝင်ပြီးရင်ဒီ60 bank name အဲ့လိုမျိုးတွေပဲကျွန်တော်ရှိတယ်ပေါ့เนาะဆိုတော့ကျွန်တော်လိုချင်တဲ့ Facebook video တွေအတွက်အကောင်းဆုံးအတင်းတူဆုံး ratio ဖြစ်တဲ့ဒီ4 bank 5 ratio ကဒီမှာမပါဘူးပေါ့เนาะဟောဆိုတဲ့ခါကျရင်ကျွန်တော်ဘယ်လိုပုံစံမျိုးလေးဆိုတာကိုတဆင်ရှင်းရှင်းပြပေးပါမယ်ဆိုတော့ကျွန်တော်တို့လောမှာတော့လွယ်လွယ်လေးပါပဲကျွန်တော်ဒီအားလေးကိုကျွန်တော်ပြန်ဖြည့်လိုက်မယ်ကျွန်တော်တို့4 bank 5 ratio ဖြစ်တဲ့ပုံတစ်ပုံကိုကျွန်တော်တို့လိုအပ်တယ်ပေါ့เนาะ browser ကနေလေးပဲကျွန်တော်တို့4 bank 5 ratio နဲ့ပုံတစ်ပုံကိုရိုက်ရှာပြီးတော့ကျွန်တော်တို့ download ဆွေးလို့ရတယ် campaign နဲ့လေးလောက်လို့ရတယ်ပေါ့ နော်ဒီမှာကျွန်တော်တို့လောက်မယ်ဆိုရင်ပြန်ပါတီကိုဝင်လိုက်ပါပြီးခါကျရင်ကျွန်တော်ဒီအောက်ကဒီအပေါင်းလက္ခဏာလေးနှိပ်မယ်ပြီးခါကျရင်ကျွန်တော်တို့ custom site ပေါ့နော်အဲဒါလေးကိုတစ်ချက်နှိပ်မယ်ပြီးခါကျရင်ကျွန်တော်ဒီအကွက်လေးမှာပေါ့နော်ကျွန်တော်1080ထည့်ပါမယ် ပြီးရင်ဒီဖက်မှာကြာတော့ကျွန်တော်တော့1350ပေါ့နော်ဒီမှာတစ်ခါလေးသူကပို့လာပြီပေါ့နော်အားမပေါ့နော်ဒီမှာ Instagram post ဆိုပြီးတော့ကျွန်တော်တို့ full page ratio ပို့လာတယ်အဲ့ဒါလေးကိုရွေးလိုက်ပါမယ်ဒီမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီမှာတပ်ပုံရပါပြီပေါ့နော်ဒါပေမဲ့သူကဒီပုံကိုဒီလိုမျိုး save လို့မရဘူးပေါ့နော်ဒီမှာပေါ့နော်ကျွန်တော် save လို့မရဘူးဆိုတော့ကကြာရင်ကျွန်တော်တို့ save လို့ရအောင်ကြောဒီမှာစာတကူရေးလိုက်ပါမယ်ဟုတ်ဒီလိုရေးလိုက်မယ်ပြီးတော့ကကြာရင်ကျွန်တော်တို့ energy လိုက်ပါမယ်ဒီလောက်ကြည့်လိုက်ပါမယ်ဟုတ်ကျွန်တော်တို့ဒီလိုမျိုးယူလိုက်ပါမယ် ဒါကျွန်တော်ဖုန်ဝင် very short ပြီးရင်ကျွန်တော် download ဆွေးလိုက်မယ်။ဟောပုံကတော့ဘေကနေပဲရှာရှာကိုကွေကနေလည်း save လာလို့ရတယ်ဘေကနေပဲရှာရှာပေါ့နော်။ကျွန်တော်အဲ့ဒီပုံရပြီဆိုရင်ကျွန်တော်တော့ ဒီကက်ကက်တီကိုဝင်မယ်ဝင်ပြီးတဲ့နေ့ကျွန်တော် new project ကိုသွားပါမယ်ပြီးခါကျကျွန်တော်တို့ဒီဓာတ်ပုံဖြစ်တဲ့ဒီဘက်ဓာတ်ပုံကိုရွေးပြီးတော့ကျွန်တော်တို့ခုနကလောက်လိုက်တဲ့ဟာကိုထိလိုက်ပင်ပေါ့နော် coping bay ratio ပုံတော်ပုံရရပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီထားမှာတခုကဒီဟာကိုသွားပြီးတော့ဒီ aspect ratio မှာသွားပြီးတော့မပြောင်းနေပေါ့နော်ဒီတိမ်ထားဒီ original တိမ်ထားပေါ့နော်ပြီးခါကျကျွန်တော်တို့လိုရှင်တဲ့ဒီ video file လေးပေါ့နော်ကို edit မယ်ဒီ video file ကိုဒီ overlay နဲ့ထိပါမယ် overlay နိုင်မယ် add overlay နိုင်ပြီးတော့ကျွန်တော်ခုနက video ပဲပြန်ထိပါမယ်ဆိုတော့သူကဒီလိုပုံစံမျိုးဖြစ်နေမှာပါဒီမှာကျွန်တော်တို့ overlay ထိထားတာဆိုတော့လေ ်ဆိုတော့ဒီပုံကိုဘယ်လိုလောက်မလဲဆိုရင်ကြည်ရပါမယ်ဆိုတော့ဒီပုံလေးကိုဖြီးပြီးတော့ကြည်လိုက်မယ်ပေါ့နော် ဟုတ်တယ်လို့ရစစ်ဆန်လိုက်ပါမယ်ဆိုတော့ခါကျရင်ကျွန်တော်ဒီမှာလေးရှုံငါဗီဒီယိုဆိုင်လေးတခုရပြီပေါ့နော်ကျွန်တော်လွယ်လွယ်လေးနဲ့အတည်လို့ရပြီပေါ့နော်ကျွန်တော်ခုနကကက်ကက်ထိမှာ origin နေပါတဲ့ဟာမှာကြတော့ကျွန်တော်တော့ဒီ four bin fairy show ကမပါဘူးပေါ့နော်ပုံလေးတစ်ပုံကိုအရင်ယူလိုက်မယ်ပေါ့နော် four bin fairy show ရှိတဲ့ပုံလေးတစ်ပုံကိုအရင်ထည့်လိုက်မယ်ပြီးခါကျရင်ကျွန်တော်တော့ဒီနေရာမှာကိုလောက်မဲ့ဗီဒီယိုဖိုင်ကိုပေါ့နော် overlay အဖြစ်ထည့်ပြီးတော့ကျွန်တော်တို့ဒီလိုပုံစံမျိုးနဲ့ four bin fairy show ရှိတဲ့ဗီဒီယိုဖိုင်လေးကိုအတည်လို့ရတယ်ပေါ့နော် four bin fairy show ဖြစ်တဲ့ဒီဗီဒီယိုဖိုင် site အမျိုးအစားကပေါ့နော် facebook video တွေအတွက်ဘယ်လိုမျိုး ောအရေးပါလဲဆိုတာကိုကြာတော့ကျွန်တော်နောက်ဗီဒီယိုဒီမှာတခြားလေးရှင်းပြမယ်ပေါ့နော်ကိုလိုလိုစရာကြာတော့ကျွန်တော်တော့ check cap မှာဒီမပါတဲ့ဒီ ratio ဖြစ်တဲ့ဒီ0.5 ratio ကိုပေါ့နော်ဘယ်လိုပုံစံမျိုးရအောင်အတေးရလဲဆိုတာကိုပြရှင်းဖြစ်ပါတယ်ဟုတ်ကဲ့နောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်ပါ